ားလုံးမင်္ဂလာပါရှင်။ကျမတို့ရဲ့ Healthy Knowledge Program ကနေပြီးတော့မှကျမကြိုဆိုလိုက်ပါရရှင်။ကျမတို့ဒီနေ့မှဒီဗီဒီယိုထဲမှာဆိုရှင်เนาะကျမတို့ခုနိုရာတင်မှာဆိုလို့ရှိရင်နေပူထဲမှာပေါ့เนาะရေပူပူတွေကြောင့်မလို့ပေါ့เนาะပျက်စီးသွားနိုင်တယ်ဆိုတော့အသားရည်လေးတွေပေါ့เนาะဒါကြကျမတို့ဒီ skin တွေပျက်စီးသွားဖို့အကြောင်းလေးကိုကျမပြောပြချင်ပါတယ်။ နေအောင်ကြီးဆိုတာမျိုးကတော့เนาะဟိုအသားရည်ကိုအကျိုးပြုသလားဆိုတော့ပြုတယ်ပေါ့เนาะဒါလည်းပါလဲဆိုမနဲ့ဆွဆောပေါ့เนาะဥပမာဆိုလို့ရှင်တော့ဒါကျမတို့နိုင်ငံလေ Equator နဲ့နီးတဲ့နိုင်ငံကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်လို့ရှင်တော့ Early Sunlight ပေါ့เนาะအဲ့တော့ကျမတို့ကတော့အကြိုက်ဆုံးကတော့မနဲ့6နာရီခွဲနဲ့7နာရီခွဲเนาะအဲ့ဒီအချိန်တွင်းမှာရရှိတဲ့နေအောင်ကြီးဆိုလို့ရှင်တော့ဒါ Vitamin D ပေါ့เนาะ Vitamin D ကိုတကယ်ကိုပဲဖြစ်စေတယ်ပေါ့เนาะအဲ့လိုဖြစ်စေတဲ့အတွက်ကြောင့်မလို့ဒီ Vitamin D ကိုရရှိဖို့ဆိုလို့ရှင်တော့ကျမတို့နေပူလန်းတဲ့အချိန်မှာဆိုရှင် တော့မနက်6နာရီခွဲနေပြီးတော့မှ7နာရီခွဲအတွင်းပေါ့နော်အဲ့ဒီကြွေအတွင်းမှာမနက်20လောက်နာရီဝက်လောက်နော်အလားလောက်ရတယ်ဆိုလို့ရှင်တော့ဒါတကယ်ကိုပဲကောင်းမွန်တဲ့နေရာကြီးဖြစ်တယ်ပြီးတဲ့အခါကျတော့ကျမတို့အတွက်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့နော်ဗိုက်တာမင် D ကိုရရှိတယ်အဲ့လိုဒီဗိုက်တာမင် D ရရှိမှသာလိမ့်မယ်ကျမတို့ရဲ့အရိုးတွေ ပွားတယ်နောက်ပြီးတော့ကြာလို့ရှိရင်เนาะဒီပြောမယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ကြီးထွားမှုတွေရောနောက်ပြီးတော့မှအစာရင်းမူလမ်းကြောင်းကောင်းဖို့ရောအတွက်ကဆိုရှင်ဗိုက်တာမင် D ဟာဆိုရှင်တကယ်ကိုပဲလိုအပ်တဲ့ဗိုက်တာမင်တစ်ခုပေါ့เนาะအဲ့တော့အစားအသောက်တွေထဲမှာဗိုက်တာမင် D ပါသလားဆိုတော့ပါပါတယ်เนาะအနှိုင်းငယ်ကြီးတွေကတော့ပါပါတယ်ဒါပေမဲ့ကျမတို့လိုချင်တာကတော့နေအောင်ကြီးရရတဲ့ဗိုက်တာမင်ကတော့ပိုကောင်းပါတယ်လို့ကျမတို့အဆိုယူရှိပါတယ်ရှင်ဒါပေမဲ့လဲပေါ့เนาะဒီနေအောင်ကြီးရတော့တကယ်ကိုပဲ over exposure ပေါ့เนาะတကယ်ကိုပဲကျမတို့တအားကြီးများသွားတယ်ဆိုလို့ရှိရင် င်တော့ဒါ adverse effect တွေပေါ့နော်မကောင်းတဲ့ effect တွေကပိုးပြီးတော့မှရလာတယ်လို့လည်းပြောလို့ရအထူးသဖြင့်ဆိုတော့ကျမတို့မနေ့9နိုင်နောက်ပိုင်းပေါ့နော်9နိုင်နောက်ပိုင်းမှာရရှိတဲ့နေရောင်ခြေကတော့ UV တွေပါလာတာပေါ့နော် UV တွေပါလာတဲ့အတွက်ကြောင့်မို့ဒါတကယ်ကိုပဲပူလောင်တဲ့နေရောင်ခြေဖြစ်သွားပါတယ်အဲ့လိုနေရောင်ခြေဖြစ်တဲ့အထဲမှာမှကျမတို့ရေပတ်ကြတာပေါ့နော်ခြေတွေကိုဆိုလို့ရှိရင်တကယ်ရေပူရေကိုဖြစ်လိုက်တဲ့အခါမှာဆိုရှင်ဒီအသားရေတွေဆိုပြောင်းလဲသွားတာတော့တကယ်ကို severe sunburn ပေါ့နော်တကယ်ကိုပဲအသားရေတွေကျမတို့ပျက်စီးသွားတယ်နောက် skin နေရဆိုရှင် dry skin နေပို့ဖြစ်သွားတယ်နောက်တစ်ခုကတော့ကျမတို့ pigment နေပေါ့เนาะဒီမှာဆိုလို့ရှင်ပြောမယ်ဆိုလို့ရှင်တော့ဒါအမဲဆက်တွေအမဲဆက်တွေอ่ะဆိုရှင်ငကိုရှိလာတဲ့ပို့ဆိုရှင်ပိုးပြီးတော့မှပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဥမာဆိုလို့ရှင်ဒါ tinted တွေဖြစ်လာတာမျိုးပေါ့เนาะတချို့ဆိုလို့ရှင်လည်းတကယ်လို့ပဲ skin က burn ဖြစ်ပြီးတော့မှကျမတို့ဒီလိုရသည်ဒီမှာရေပက်ခံထွက်တဲ့သူတွေမှာဆိုရှင်အထူးသဖြင့်ဆိုရှင်အသားရေတွေပဲ့အောင်ပဲ့เนาะဟောစာဒါကတော့ပိုက်တွေနဲ့လည်းထိုးတာလည်းပါတယ်ခွက်တွေနဲ့ပက်တာလည်းပါတာပေါ့เนาะအလောက်ထီတော်မှဒါတွေကဖြစ်စီးသွားတယ်ပေါ့เนาะအဲ့တော့ဒီ ရေးတန်းနေပြောမယ်ဆိုလို့ရှိရင်တော့နေပူတန်းနေပေါ့နော်အဲ့လိုမျိုးတွေဟိုးပေါ့နော်ဒါမျိုးတွေတိတ်ပြီးတော့မှကိုယ့်ရဲ့အသားရည်လေးတွေမပြည့်စည်အောင်ကတော့ကျွန်တော်တို့လိုက်နာတင်ပါတယ်ဘယ်လိုအချက်တွေလိုက်နာမလဲဆိုရှင်တော့အဓိကကတော့ပြောမယ်ဆိုရှင်တော့အင်ချီဝတ်တဲ့ခါမှလည်းပပဝတ်ထွားတာမျိုးတော့နောက်ပြီးတော့မှအရောက်ဆိုလည်းလိုက်ကာလာပေါ့အထူးသဖြင့်အဖြူရောင်ကတော့အကောင်းဆုံးပါပဲနော်အဖြူရောင်လို့နောက်ပြီးတော့မှအဖြူပြက်လေးလို့နောက်မိခိုးရောင်နုနုလေးလို့နောက်ပြီးတော့မှစိမ့်ပြရောင်နုနုလေးလို့အပြာနုလေးတွေပေါ့နော်ဒီလိုမျိုးသောဝတ်အစားတွေနဲ့ဝတ်ထားမယ်ဆိုရ င်ရှင်တော့ဒါနှစ်ယောက်ကြီးကရောက်လာတွင်ကြတယ်သူကစုတ်တာတော့မရှိဘူးပေါ့ပြန်လွတ်ထွက်သွားတာပေါ့နော်အဲ့လိုတွေဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုနှွေရသည့်အတွင်းမှာတော့ဒီလိုအယောင်မှုလေးတွေနဲ့ဝတ်တယ်ဆိုတာပိုကောင်းပါတယ်အဲ့တော့အယောင်ရစ်နေဖြစ်တဲ့အနဲ့ယောင်တို့အနီယောင်တို့နော်ဓာမျိုးလေးတွေကကျတော့သူကအပူကိုစုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ခန္ဓာကိုယ်ကိုလည်းပိုးပြီးတော့မှလာလဲပူစေတာမျိုးလဲကျမတို့ဖြစ်တတ်ပါတယ်ရှင်နောက်တစ်ခုကတော့ဒီလိုမျိုးတဲမှာသွားမယ်ဆိုရှင်တော့ sunburn cream တွေပေါ့နော်ဒါတော့ SPF 50 plus ပေါ့ပြောမယ်ဆိုရင်တော့ SPF အများကြီးပါတဲ့ဟာမျိုး sunburn cream တွေ လိမ့်ပေးတာတွေဆိုလို့ရှိရင်တော့ဒါအသားရေပျက်စီးတာကိုတော့ဒါတင့်တော်တလောက်တော့เนาะဟိုအရင်အကုန်လုံးကြီးကတော့ protection တော့မပေးပါဘူးဒါပေမဲ့တော်တော်များများလေးကတော့ sunburn cream တွေလိမ့်ထားတယ်ဆိုရင်တော့ဒါတက်တာမျိုးရရှိနိုင်တယ်လို့လည်းကျွန်တော်တို့ကပြောလို့ရပါတယ်เนาะဒါကြောင့်မို့ဒီအပူချိန်ဒီမှာလည်းပူချိန်များတဲ့အချိန်ဒီမှာပေါ့เนาะတော်တော်များများပေါ့เนาะအဲ့လိုမျိုးရေတွေလည်းထိတွေ့တယ်အပူချိန်ကိုလည်းတော်တော်များများနေအောင်ကြည့်တယ်ထိတွေ့ပြီးတဲ့အခါမှာဆိုရှင်ပြဿနာပေါင်းများစွာရှိတတ်ပါတယ်အထူးသဖြင့်တော့ကျွန်တော်တို့ဒါ UV ပေါ့เนาะ UV light ဒီရဲ့ပြဿနာလေးတွေကတော့ဒါ ဥပမာဆမ်ဘန်ဖြစ်သွားတာမျိုးเนาะဟိုစားပထမပိုင်းမှာတော့တင့်ကာလာပေါ့နည်းနည်းလေးချင်းညူရောင်တန်းနေပေါ့เนาะဒါပေမဲ့လည်းချာရှည်သွားတဲ့ခါမှာဆိုတော့အထူးသဖြင့်တော့ main ကလေးတွေမှာဆိုရင်တော့ဒါအာတင့်တိတ်ပြီးပေါ်သွားတာမျိုးအနောက်ရအမဲဆက်လေးတွေပေါ်သွားတာမျိုးဒါလေးတွေကလည်းကြာသွားတယ်เนาะ skin ကို၆သွေးသွားတာမျိုးပေါ့เนาะအဲ့ဒါလေးမျိုးတွေဖြစ်တဲ့တိတ်များသွားပြီဆိုတော့ဒါ skin cancer ပေါ့เนาะကျွန်တော်တို့နောက်ပိုင်းမှာတော့ skin cancer ဖြစ်တဲ့အထိကိုလည်းဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ပူထဲမှာတော့အတက်နိုင်ဆုံးကျွန်တော်တို့ရှောင်ကြပါအောက်တောက်တွေဆောင်းကြပါ အဗရမနော်အုတ်ထုတ်တို့ထီးတို့နော်မြင့်မန်းတို့နော်ဒါလေးတွေကိုလည်းယူကြပါပြီးရကကြလို့ရှင် skin care ပေါ့ဒီလိုအချိန်မှာသွားခဲ့မိပြီဆိုလို့ရှင်လဲဒါကျွန်မတို့ဒါ skin care လောက်တာမျိုးပေါ့ skin care ကတော့ကျွန်မတို့ဒါအာပေါ့နော်တဘာဝပစ္စည်းတွေလောက်တဲ့အမှောင်ဆိုသွားသီးတို့တင်ချဲတို့ကန်ဂျင်သီးတို့နော်ဒါ skin care လေးတွေလည်းလုပ်လို့ရပါတယ်နောက်ပြီးတော့ပြားရည်တို့ပေါ့နော်ဒါတော့အိမ်မှာပေါ့နော်ကိုယ့်ကို skin care လုပ်ခြင်းလေဆိုလဲလုပ်ပေါ့မဟုတ်လဲဒီစိတ်ခန်းတွေမှာပေါ့ aesthetic care တွေလည်းရှိပါတယ်တန်လူမျိုးတွေမှာ skin care သွားလုပ်မယ်ဆိုလို့ရှင်တော့လည်းဒါအများကြီးသက်သာသွားပါနဲ့ ယ်လို့เนาะဒါကြောင့်မို့လို့ကျမတို့ဒီနေပြည်ထဲမှာနေအောင်ကြည့်เนาะဒါတွေရဲ့ဓာတ်တွေအားလည်းရှစ်တက်ကြပါတယ်အဲ့တော့ကျမတို့ဒီဗီဒီယိုကြည့်လိုက်ခြင်းအပြင်နေပြည်ထဲမှာရေပူပူတွေကြောင့်เนาะပြတ်သားရေတွေအားဆိုရှင်တကယ်ကိုပဲပျက်စီးသွားနိုင်ပါတယ်ဒါကြောင့်မို့ဒါလေးတွေကိုလည်းအားလုံးယူဆိုင်ကြပါလို့ပြောရင်းနေပြီကျမတို့မှလည်းကြုံချုပ်လိုက်ပါတယ်ရှင်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်